ချိန်ကြာကြီးပြောက်ွယ်နေရကနေတချင်းတပုံးနဲ့ပြန်ပေါ်လာခဲ့တဲ့ Twin တင်ရဲ့တမီမီကွန်တော် MCL ပြည်သက်များအလုံးမဲမင်္ဂလာပါရှင်ပြည်သက်များရှင် Twin တင်ကမြန်မာနိုင်ငံရဲ့ဂီတလောကနတ်ဘုရားတပါးလို့တောင်တင်စားခံရသူပါအောင်မြင်ဆုံးချိန်မှမှငငယ်ရွယ်ရွယ်နဲ့ကွယ်လွန်သွားတဲ့အတွက်အလုံးကနတ်မျောတာတာဖြစ်ကြရပါတယ် Twin တင်ကသူ့ရဲ့အတိတ်ပင်ရှိလာကနားထောင်လို့ကောင်းတဲ့တချင်းတွေနဲ့တမီလေးတယောက်သာခြံခဲ့နိုင်တာပါ Twin တင်ရဲ့တမီလေးမီကွန်တော်ကဖခင်ဖြစ်သူလို့စွမ်းဆောင်မှုတစ်ခုခုရှိနေခဲ့တဲ့တမီလေးဖြစ် နဲ့ကြော်ကြားနေကြတာဖြစ်ပါတယ် ချစ်စရာကောင်းကထူးခြားနေတာကြောင့်လည်းအရွယ်ရောက်လာတဲ့အချိန်မှာနာမည်ကြီးပါတယ်မီကွန်ထောရဲ့ဓာတ်ပုံလေးတွေကိုလွန်ခဲ့တဲ့နှစ်ပိုင်းမှာတော့အတော်လေးကြော်ကြားခဲ့ပါတယ်ချစ်စရာကောင်းတဲ့ရုပ်ရည်ကြောင့်ပိုရီတာရီချားမှာစိတ်ဝင်စားခံရတာပါနာမည်ကြီးအောင်မြင်လာတဲ့အတွက်မီကွန်ထောကိုအမှုပညာလောကထဲဝင်လာမယ်လို့ထင်ထားတာပါမင်းသမီးလုံးလို့ရတဲ့ရုပ်ရည်ကရှိပေမဲ့မိကွန်ထောကမင်းသမီးအဖြစ်လည်းမလုပ်ဖြစ်ပါဘူး။အမှုပညာလောကတွေကိုမဝင်မဲပုံမှန်အတိုင်းဖြတ်တန်းနေရကနေမိကွန်ထောကပြီးခဲ့တဲ့ရက်မှာ TikTok မှာဗီဒီယိုတစ်ပုဒ်နဲ့ပရိသတ်ရှိပြန်ရောက် ောက်လာတာပါအဆိုပါ TikTok ဗီဒီယိုလေးကတော့ Mikon Talk ကသချင်းစုံနေတဲ့ဗီဒီယိုလေးဖြစ်ပါတယ်လူဖိုင်နဲ့အတူတူသချင်းစုံနေတဲ့ ဗီဒီယိုလေးကိုတင်လာခဲ့တာပါလူဖန်ကလက်ရှိမှာအောင်မြင်တဲ့အဆိုတော်ဖြင့်ရက်တီလိုနေတာပါမီကွန်တော့ကလူဖန်နဲ့အတူဖခင်ဖြစ်သူထွင်တင်ရဲ့တခြင်းတပုတ်ဖြစ်တဲ့တနည်းနေတော့ချိန်ရလာလိမ့်မည်ဆိုတဲ့တခြင်းကိုစုပြခဲ့တာပါဂီတာ TV တခြင်းဆိုနေခဲ့တာဖြစ်ပြီးမီကွန်တော့ကဘေးနားကနေတခြင်းကိုလိုက်ဆုံနေခဲ့တာပါမီကွန်တော့ကလူရှိသိမ့်မထွက်တာကြောင့်တချို့ကလည်းဘေးနားကတယောက်ကချစ်စရာလေးဆိုပြီးစိတ်ဝင်စားနေတာပါတီးရဲ့သူတွေအတွက်ကတော့ဘေးနားကကောင်မလေးကထွင်တင်ရဲ့တူနိုင်မဲ့ယတနာလေးလားဆိုပြီးမေးမြန်းနေတာပါအဆိုတော်ကြီး ူဝင်တင်ကိုချစ်ခင်အားပေးကြတဲ့ပရိသတ်တွေကမိကွန်ထောင်းကိုလည်းဖခင်ကိုချစ်ပေးတယ်လို့အပြည့်အဝချစ်ပေးကြတာပါ။ဒါအပြင်အခုလိုဖခင်ဖြစ်သူရဲ့တခြင်းကိုတမိကပြန်ဆုနေတာကိုကြည့်ရတာသဘောကျလို့နေတာပါ။မိကွန်ထောင်းကတခြင်းဆိုနေတာကြောင့်ဖခင်ဖြစ်သူလို့အစိုးပိုင်းကိုဝါဒနာပါနေရလားလို့လည်းထင်နေကြပါရဲ့။ဒူဝင်တင်ရဲ့အမှုပညာရှိအချင်းကရှာမရှာတဲ့အရေးချင်းတွေဖြစ်နေတာပါ။ထမြက်တဲ့ဒူဝင်တင်ရဲ့သွေးအပြည့်ပါတဲ့တမိဖြစ်သူမိကွန်ထောင်းကိုလည်းဂီတလောကမှာမြင်ကျင်တဲ့သူတွေကများပါရဲ့။ဒါပေမဲ့မိကွန် န်ထွက်ကတသွက်လက်လက်မဟုတ်ပဲတိတ်တဆိတ်သာနေထိုင်ရတာကိုကြိုက်တဲ့ပုံစံဖြစ်ပါတယ်။ဒါကြောင့်မလို့လဲမိကွန်ထွက်ကလူတွေရဲ့ချစ်ခြင်းမုန်းခြင်းနဲ့ဝေဖန်မှုတွေကိုတပြိုင်တည်းခံစားရနိုင်တဲ့အမှုပညာရှင်ဖြစ်အရေးချေပါမလားဆိုပြီးထောက်ပြနေတာပါ။မိကွန်ထွက်ကနိုင်ငံသားမှကြောင်းတက်နေတာဖြစ်ပြီးသူဝါဒနာပါတာကိုလေ့လာနေတာပါ။တွိန့်တင်ကသမီးဖြစ်သူမိကွန်ထွက်ကိုအယံကိုချက်ခင်ခဲ့တာပါ။တူနိုင်မဲ့ယတနာတခြင်းကမိကွန်ထွက်ကိုခံစားကတီးဆိုထားတာပါ။သမီးလေးနဲ့သားလေးဆိုသမီးလေးကိုသာလူချင်းနဲ့တွိန့်တင်ကသမီးရတဲ့ ချိန်မှာယတနာလေးတစ်ပါးလိုကြီးမွားရှုမွားနဲ့တသိမ့်သိမ့်ချစ်နေကြတာဆိုပြီးရင်းနှီးသူတွေကပြောပြခဲ့ဘူးပါတယ်။သူဝိန်တင်ရဲ့တူနိုင်မဲ့ယတနာဖြစ်ချစ်ခင်ခဲ့ရတဲ့မိကွန်တော်ကိုအစိုးရတရားနည်းနဲ့ဖြစ်ချင်လားဆိုတဲ့ပေါ်ပရိသတ်တို့ရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးခဲ့ကြလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများ යි တင်ပါတယ်ရှင်။